မင်္ဂလာပါရှင်လ ුණ ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာချင်းဥတီညိုရေးသားထားတဲ့ဝိထုတို့တပုတ်ကိုဖတ်ပြပေးသွားပါမယ်ရှင်ဒီဇလန်လေးမှာတော့ဆရာတယောက်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အပြုအမူတွေနဲ့တပည့်ရီရဲ့ပြဿနာကိုဘယ်လိုမျိုးဖြေရှင်းသွားမလဲဆိုတာကိုတော့အတူလိုက်ပါပြီးခန်းစားနာဆင်ပေးကြပါအောင်ရှင်ယုံကန်နဲ့မှအလုံများနေတဲ့ကျွန်တော်ကိုကလေးနှစ်ယောက်က တကားဝါကနေလာပြီးပြွတ်ပြွတ်လှုပ်ပြနေတယ်။အေးအေးဆရာသိတယ်လာခဲ့မယ်။ကလေးတွေကဒီလိုပါပဲ။ဆရာအတန်းဝင်ကျင်ရောက်လို့မှ ရောက်မလာသေးရင်ပြွတ်ပြွတ်လာလှုပ်ပြနေကြပြီ။ပြီးတော့ဆရာကလေ့ကျင့်ခန်းစာအုပ်တွေပေးလိုက်မလားပေါ့။သူတို့ကုသေးပေးခြင်းလို့လေ။ချိတ်ထားတဲ့တိုက်ပုံကိုကောက်ဝဲမြေဖြူခဲနှစ်ခဲလောက်ကိုခွက်ထဲကနှိုက်ပြီးခုနှစ်တန်းဘက်ကိုထွက်ခဲ့ရတယ်။ မင်္ဂလာပါဆရာကြီးမင်္ဂလာပါကွယ်ထိုင်ကြထိုင်ကြဆရာမင်းတို့လေ့ကျင့်ခန်းစာအုပ်တွေမစစ်ရသေးဘူးဒါကြောင့်ဒီနေ့တော့ဆရာပြောတာကိုပဲနားထောင်ထားတနေရာရာမှာလိုက်မှတ်ခြင်းလဲမှတ်ထားအရေးကြီးရဲ့နော်အဲ့ဒါကိုလေ့ကျင့်ခန်းစာအုပ်တွေ ပြန်ရရင်အလွတ်ရေးပေးရမှာ အခုပြောမှာဖက်ဆောင်ထဲမှာမရှိဘူးရှားမနေနဲ့အကောင်းဆုံးကတော့တည်တည်ချာချာနားထောင်ပြီးမှတ်သားထားတာပဲကဲ အဆင်သင့်ဖြစ်ပြီဆိုရင်ပြောမယ်အဲ့ဒီချိန်မှာပဲဆန္နာပြုံးကဆရာကြီးဘာလဲကွတမိစာအုပ်ဖိုးပေးဖို့ပတ်စက်နေရကိုမဘူးတဲ့ထည့်ထားတာမရှိတော့ဘူးဟေးဘယ်တော့ကထည့်ထားတာလဲမနက်ကမှထည့်ထားတာအဲ့ဒါစာအုပ်ဖိုးပေးမလို့အလိုကွယ်ဒိုတန်းထဲမှာဆန္နာပြုံးပတ်စက်ကို နောက်ထားတဲ့သူရှိနေပြီနဲ့တူတယ်မနောက်ပါနဲ့ကွယ်ပတ်စက်ဆိုတာနောက်เสียမဟုတ်ဘူး အရင်ရှားပါခြင်းပြန်ပေးလိုက်ပြန်ပေးလိုက်တံတန်းလုံးငိမ့်နေတယ်တုတ်တုတ်မှမလုပ်ဘူးကဲဒီလိုလုပ်ရအောင်နောက်ထားတဲ့သူကကြောက်နေပြီနဲ့တူတယ်ဆရာကမရိုက်ပါဘူးပြန်ပေးရခက်နေရင်ဒီလိုလုပ်ရအောင်ခင်အောင်တားလွယ်အိတ်ထဲကစာအုပ်တွေထုတ်ပြီးလွယ်အိတ်ကြီးပဲဆရာကိုပေးကွယ်ခင်အောင်ကကျွန်တော်ကိုလွယ်အိတ်လေးလာပေးတယ်ဟောင်းလုံးဖြစ်နေတဲ့လွယ်အိတ်လေးကိုကျွန်တော်ကဂင်ထားတယ် အခုချိန်ကစပြီးအတန်းထဲမှာရှိတဲ့ကြောင်သားတိုင်းရှိကိုဆေးရလာမယ်မင်းတို့ကိုဆေးရမကြည့်ဘူးဆေးရမင်းတို့ရှေ့ရောက်လာရင်မင်းတို့လက်ကိုဆေးရကင်ထားတဲ့လွယ်အိတ်သေးကိုထိတ်လိုက်ရမယ်ကြောင်သားတိုင်းလွယ်အိတ်သေးကိုလက်ထဲရမှာနော်အဲ့ဒီချိန်မှာပတ်ဆက်ယူထားမိတဲ့သူကအိတ်သေးကိုပတ်ဆက်ထဲလိုက်ဟုတ်ပြီနော်ဆေးရဒီဘက်ကစမယ်ကျွန်တော်ကကလေးတယောက်ချင်းစီရဲ့ရှေ့ကိုလွယ်အိတ်လေးထိုးပေးတယ်သူတို့ကလက်တွေကိုလွယ်အိတ်ထဲနှိုက်ကြရတယ် လူကုံတော့အတန်းရှိပြန်ထွက်လော်ရီထဲကြည့်ဘာမှမရှိပါလားဒီနီးလဲမအောင်မြင်ဘူးစိတ်ထဲလဲမကောင်းဒေါသလဲထွက်ချင်းချင်းဆရာအယံဝန်းနေတယ်သိလားစိတ်မကောင်းလဲဖြစ်မိရဲ့ဆရာအတန်းမှာဒီလိုသူမြပတ်ဆက်ကိုခိုးတဲ့သူ ရှိနေပြီလားတကယ်ဆိုရင်ဒါဟာမင်းတို့အပြစ်မဟုတ်ပါဘူးလေဆရာအပြစ်ပါဆရာကစုံမတော်တင်တာညံ့တာကိုကျောင်းဆရာဆိုတာရုပ်ရှင်မင်းသားလို့လဲအိုက်တင်ကောင်းရတယ် မျက်နှာလေးကိုချမျက်လုံးလေးမိတ်တုံမိတ်တုံလို့မျက်ရည်ကျခြင်းစလို့ဒရမာလေးချိုးပြီးကျောင်းသားတွေကိုဖမ်းဆလိုက်တာ အားလုံးငြိမ်နေပြီဘသူကမှထပြီးတော့ဝင်မခံဘူးခတ်တော့ခတ်နေပြီကိုင်းနောက်တနည်းကျွန်တော်ရုံကန်းကိုပြန်သွားဂက်ထူဆက်ကူတရွဲယူကျူတချောင်းလေးယူလာတယ်ဆော့ပင်နဲ့ကက်ထူပြားပေါ်မှာဆလုံးကြီးကြီးရေးလိုက်တယ်ကျွန်တော်လူညံ့မှာ ကျွန်တော်ကចောင်းသားរីဘက်ကိုកတ်ធុပြាទីថောင်းပြလိုက်ပြီးផាសានကျွန်တော်លុញញ៉ាំបាဟုတ်တယ်សៀរតកែកូនញ៉ាំနေအတန်းထဲမှာကိုတပည့်တွေကိုမခိုးအောင်မဆုံးမနိုင်ဘူး။ဒါကြောင့်ဆရာကိုဆရာအပြစ်ပေးတဲ့အနေနဲ့တခုခုလုပ်ရမယ်။ကျွန်တော်ကကဲထူပြားကိုအပေါက်ဖောက်ကျိုးနယ်ဆိုင်ကိုလဲပင်မှာချိန်လိုက်ပြီးဆရာအခုတော့အလွန်ညံ့နေဆိုတာကြောင်းတပတ်လှည့်ပြီးပြရမယ်။ ီနေ့မင်းတို့ကိုစာမတင်နိုင်တာခွင့်လွတ်ပါဆန္ဒပြုံးပဆက်ဘသူယူထားတယ်ဆိုတာဝန်ခံတဲ့သူမရှိမချင်းဆရာเจ้าရှိမှအဖြစ်ပေးတဲ့အနေနဲ့ထွက်ရနေမယ်ဘယ်တက်နိုင်မလဲဆရာကညံ့တာကိုကျွန်တော်လည်းဘေးမှာစားချိတ်ပြီးအပြင်ကိုထွက်မယ်လို့တော့ဆရာကြီးအဲ့ဒီပဆက်ကတားယူထားတာဟေးကျွန်တော်အံ့ဩသွားတယ်အတန်းထဲကเจ้าသားတွေအားလုံးဟိုးနောက်ဆုံးမှထိုင်နေတဲ့ချစ်ပြုံးကိုဝိုင်းကြည့်ကြတယ် ချစ်ပြုံးဆိုတဲ့ကောင်းကလူဆိုတခါကလည်းဆ iamma ဆွဲခြင်းနဲ့ကပဆက်ကိုယူပူးတယ်ခုလေဒီကောင်ကျွန်တော်ကကက်ပြားကိုလေဘင်းကနေဖြုတ်စပွဲပေါ်ကိုတင်လိုက်ပြီးချစ်ပြုံးထွက်ခဲ့သန်းရှိ ਉ ချစ်ပြုံးကပစိုးကိုပြင်ဝဲလိုက်ခါကျွန်တော်ရှိမှလက်ကလေးလာပိုက်ပြီးရက်နေတယ်မင်းအချိုးကိုမပြင်တော့ဘူးပေါ့ဟုတ်လားမင်းကိုမင်းတခုပွဲခံပြီးနေနေတော့မယ်ပေါ့ဟုတ်လားအဲ့ဒီကောင်ကကောင်းကြီးငုံပြီးနေတယ်ပြောလေကွာဘာလဲမင်းတခုလောက်စားမှလား ဟိကပြောဟိုဒီကျင်ကမင်းငါကိုဘလို့ခရီးပေးထားတယ်လဲနောက်မလုပ်တော့ပါဘူးဆိုချစ်ပြုံးကခေါင်းငုံရင်မျက်ရည်တွေကျနေတယ်ချစ်ပြုံးဘယ်မှာလဲယူထားတဲ့ပစံပြန်ပေးစမ်းမရှိတော့ဘူးဆရာကြီးตาမုံစားလိုက်ပြီးမင်းကွာငါလုံရင်သိတော့မှာပဲဘာဖြစ်လို့သူမြပစက်ကိုခိုးရတာလဲตาဘိုက်စာလို့ပါဆရာကြီးအိမ်ကလည်းမုံဘိုးမပေးဘူးမိအိမ်ကမုံဘိုးမပေးရင်ငါစီကလာတောင်းလို့ခိုးတခါကလေးကပြောထားတယ်ဒီကွာ သူများစီကခိုးရလောက်အောင်မင်းစိတ်တက်တွေကအဲ့တလောက်အောက်တန်းကြနေလို့လားပြောငါမင်းကိုဘလို့အပြစ်ပေးရမလဲရိုက်ပါဆရာကြီးအေးရိုက်မယ်တေအောင်ရိုက်မယ်အလကားကောင်ကျွန်တော်ကကလေးတယောက်ကို သွားရုံခန်းထဲကငါစပွဲနာမှာအကြီးဆုံးကျိန်လုံးကိုသွားယူခဲ့ကျွန်တော်ကလေးတွေကိုရိုက်ရမှရင်နာတယ်ချစ်ပြုံးကအရင်ဆင်းရဲတယ်အဖေကအရက်သမားအမေက၅ယောက်နေကောက်ဆိုင်ပြိုးနှုတ်လို့ရတယ်ညီကိုမောင်နှမတွေလည်းအများကြီးပဲ မှတ်ထားကစင်းရဲလို့ခိုးရပါတယ်လို့ဘယ်တော့မှလာမပြောနဲ့စင်းရဲတိုင်းခိုးရင်တရွာလုံးတစ်ခုရည်ကြီးဖြစ်ကုန်မှာပေါ့ကြောင်လာနေတာကိုချင်းတရားကားအောင်လာနေတာကွခုတော့ဆရာကြီးဒီမှာကြိမ်လုံးတံတန်းလုံးတိတ်နေတယ်ကြောက်လုံးလုံးနဲ့တူပါတယ်ကျွန်တော်ကချစ်ပြုံးကိုဟိတ်ကဟိုဘက်လက်ချစ်ပြုံးကမျက်ရည်တွေကျနေတယ်ကြောက်တင်မုံဘက်ကိုမျက်နှာအပ်ထားလိုက်ချိန်မှာကျွန်တော်ကလည်းကြိမ်လုံးကိုဆရာစပွဲပေါ်ကို ဖုံငနဲ့ရိုက်ချလိုက်တယ်။ကလေးတွေစီက အမလီဆိုတဲ့အတန်တော်ထွက်လာတယ်။ချစ်ပြုံးဆရာကြီးငါမင်းကိုဘယ်နှချက်ရိုက်ရမှာလဲ။ဆရာကြီးရိုက်ချင်းတလောက်ရိုက်ပါဆရာကြီး။ကျွန်တော်ကဖျံငနဲ့ကြောက်တင်ပုံးဖို့ကိုရိုက်လိုက်တယ်။အမှန်တော့မရိုက်ချင်လို့အကြောင်းရှာနေတာ။ကိုတိုင်းလဲဘာလို့ရမဲဆိုတာဝေခွဲမရဖြစ်နေတယ်။ဆန္နာပြုံးရှင်းဆရာကြီးငါသူ့ကိုဘယ်နှချက်ရိုက်မှတမိကျေနဲ့မလဲမရိုက်ပါနဲ့ဆရာကြီးဘာဖြစ်လို့လဲဆရာကြီးဘာလဲ ။တမိအိမ်ခဏပြန်လို့ရမလား။ဘာလို့မလို့လဲ။ခဏလေးပါဆရာကြီး။သူ့ကိုမရိုက်ပါနဲ့အောင်ခဏလေးပါ။ဆန္နာပြုံးကပျော့ပျော့ဆူဆူနဲ့ကျောင်းထဲကပြေးထွက်သွားတယ်။သူ့အိမ်ကကျောင်းနဲ့မျက်နှာချင်းဆိုင်လောက်မှာရှိနေတာပဲ။သူတို့ကအိမ်ဆိုင်ဖွင့်ထားတာဆိုတော့ချောင်းလေပါရဲ့။ဆန္နာပြုံးက အတန်းထဲကို အမောတော်ကပြေးဝင်လာပြီးတော့ဆရာကြီးဆရာကြီးချစ်ပြုံးကိုမရိုက်ပါနဲ့။ဘာဖြစ်လို့လဲ တမီးကိုအမေပေးထားတဲ့ပတ်စံနေရာကိုတမီးကမာဘူးတဲ့မထည့်လာဘူးအဲ့ဒါသေးကြအောင်တော့ပြန်ကြည့်တာဖျားစင်ပေါ်ကပြန်ရတယ်ဒီမှာဟာကျွန်တော်ကလထိုင်ပေါ်ထိုင်ချလိုက်ပြီးချစ်ပြုံးခမ ्या ဘာဖြစ်လို့လိန်တယ်လဲဆရာကြီးကလေဘင်းမှာကက်ကြီးဆွဲပြီးထွက်မှာဆိုလို့ပါအခုလိုမျိုးနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် channel ကိုလည်း subscribe မလုပ်ရသေးရင် like and subscribe လေးလည်းလုပ်ပေးကြဖို့မေတ္တာရက်ခံကြပါရှင်ကျေးဇူးတင်ပါတယ်ရှင်